ဲ11ဝက်တိပြီး football focus အစီအစဉ်မှာကြိုဆိုပါရစေ။ Brazil နဲ့ Germany တို့ရှင်မြန်ကစားမယ့်2014ကမ္ဘာ့ဖလားပြိုင်ပွဲ semi final နဲ့ပထမပွဲစဉ်ကိုကျွန်တော်စွန့်ညင်းနဲ့ကိုနန်လုံငင်းညံ့လို့30တင်ပြမှာဖြစ်ပါတယ်။ကိုနန်လုံငင်းမင်္ဂလာပါ။မင်္ဂလာပါဟုတ်။ဟုတ်ကဲ့ကိုကြီးကမ္ဘာ့ဖလားပြိုင်ပွဲကလည်းဒီ semi final ကိုရောက်ပြီးဒီညဆိုပထမပွဲစဉ်ဖြစ် Brazil နဲ့ Germany တို့ကစားကြမယ်။ဟုတ်ကဲ့။လက်ရှိဘောကအင်ရှင်ဘရာဇီးအသင်းမှာဒံယံရအခြေအနေတွေရှိနေသလိုပွဲပဲလည်းရှိနေနေမမပါနိုင်တဲ့အခြေအနေရှိတယ်အဲ့တော့ဒီနေမမပါနိုင်တဲ့အနေအထားမှာ ညီမအစားဘသူ့အမစကူလာတွေကအသုံးပြုမယ်လေအသုံးပြုလာနိုင်မလဲခင်ဗျအဖြစ်နိုင်တာတော့ဝီလျံနဲ့ဘာနက်ပေါ့ဝီလျံနဲ့ဘာနက်မှာမှာပိုပြီးဖြစ်နိုင်ချင်ရှိတာဝီလျံကိုသုံးလိုက်မယ်ဝီလျံကိုသုံးဖို့များတယ်ဒီတိုက်စစ်တန်းမှာ Fred ကိုအထောင်ထားမယ် Hawk Oscar နဲ့ဝီလျံကိုသုံးမယ်ဒါပေမဲ့ဝီလျံကို Neymar လို drop forward တော့ထားမှာမဟုတ်ဘူးဟုတ်ကဲ့ right wing ထုံမယ်ဒီ Hawk ကပဲ left wing ကစားမယ် Oscar ကတော့ဒီဒီ drop forward ပြန်ကစားမယ်ဒါပေမဲ့ drop forward ဆိုရင်က तू က number 10 role ဆိုတာထက် playmaker ဆန်မယ်တိုက်စစ်ကိုလုံးလုံးလိုက်တာထက်ခန်းစစ်ကိုပြန်ဆင်းကူပေးမယ်4 4231ကို433နဲ့သူတို့ဒီအလင်းစင်းတို့ပြောင်းကစားသွားပါဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီနေမမပါတာဒီကစားမှုချိန်ွားတဲ့အနေအထားမျိုးဖြစ်သွားနိုင်တဲ့အနေအထားမျိုးရှိတာပေါ့ဘယ်လိုများဖြစ်လာနိုင်လဲအဲနေမမပါတာဒီဘရာဇီးရဲ့ဒီ mindset ကိုလည်းချိန်မယ် tactically ကိုလည်းချိန်မယ်ဟုတ်ကဲ့။အပါပါပြလို့လဲဆိုတော့ tactically ကတော့ဆိုတော့ကျွန်တော်ပြောပြီးသွားပြီ။ဟုတ်။ဒီအပြောင်းလဲမလုပ်လို့မရဘူး။ ်ဝီလျံက drop forward ကစားဖို့အဲကစားလို့တော့ရတယ်ဒါပေမဲ့ဒီ Oscar ခံစစ်စိတ်တန်တဲ့ကစားသမားကိုတောင်းမှပို့လိုက်ရင် Brazil ကဟန်ချက်ပြတ်သွားလိမ့်မယ်ဟုတ်ကဲ့ခင်ဗျာသူတို့တချမ်းရိုင်သွားလိမ့်မယ်ဒီ Oscar ညာတော်မှာကစားရင်ညာတော်မှာတက်စစ်ရိုင်မယ်ပေတော်မှာကစားရင်ပေတော်မှာတက်စစ်ရိုင်မယ်အဲ့တော့ Oscar ကိုကွင်းလယ်မှာကစားတာအကောင်းဆုံးပဲအဲ့တော့ဝီလျံကဒါ wing ပြန်ဆော့မယ် mindset change တာကတော့နေမှာမပါတဲ့အတွက်ရသမြဘောလုံးဒီမှာကိုပေးနေဘူးမဖြစ်နိုင်တော့ဘူးဟုတ်ကဲ့ခင်ဗျာဘရာဇီးကတော့ဒီသူတို့ရဲ့ဒီဟို first plan ကလည်းဘောလုံးရနေမှာကိုပြေးဖို့ပဲဒီ plan B ကလည်းဘောလုံးရနေမှာကိုပြေးဖို့ပဲအဲ့တော့ဒီစိတ်အခံတော့သူတို့ချိန်တော့မယ်ချိန်ပြီးတော့သူတို့စုဖွဲ့မှုနဲ့ပြန်ကစားမယ်ဟုတ်ကဲ့ဒီ quarter final ပွဲစဉ်မှာတော့လည်း Brazil ရဲ့ကစားဟန်နေနေပြောင်းသွားတယ်လို့ထင်ပါတယ်ဒီ queen လဲမှာသူကူထပ်ဖို့ထုတ်တယ်သူတို့တိုက်စစ်အာတန်နဲ့နှစ်ယောက်လုံးကိုထည့်ထားတယ် Montenegro တို့ဟို Polinho တို့ပါလာတယ် Polinho final final day ဟုတ် final day ဟိုတို့ပါလာတယ်အဲ့တော့ဒီ တိုက်စစ်အာပြူတဲ့ဟန်လေးနဲ့ကိုလံဘီယာကိုပွဲစားတဲ့သူတို့ဖိကစားတာမျိုးတွေတွေ့ရတယ်ဒီပွဲမှာဆိုရင်ရောအဲ့လိုမျိုးအနေထားမျိုးတွေဆက်ဖြစ်နိုင်သေးလားခင်ဗျအဲ့တော့ကွင်းလဲပြ quarter final တုန်းကတော့ဒါမဖြစ်မနေလောက်ရတဲ့အလုပ်ပေါ့ Gustavo ပွဲပြခံရတယ်ဆိုတော့ Fernandin ဟုန်နဲ့ Paulin ဟုန်သုံးလိုက်တာပေါ့ဒါပေမဲ့ဒီပွဲကျတော့ဒီ Gustavo ပြန်ပါလာပြီပြန်ပါလာပြီးတော့ရှေ့မှာ Fernandin ဟုန်နဲ့ Paulin ကိုအလုပ်ဖြစ်ခဲ့တယ်ကိုလံဘီယာနဲ့ပွဲတော့ဟုတ်ကဲ့ခင်ဗျဒီအတွဲကိုဖြတ်ပါမလားဆိုရင်တော့ Scolari ကတော့ဖြတ်မှာပဲဘာကြောင့်လဲဆိုတော့ Scolari ကဒီ Kansas City တန်နဲ့ နီးပြလို့ပဲပြောရမှာခန်းဆဲကမှာအဖြစ်ကျန် aggressive ဖြစ်တယ်သူရဲ့ phone တွေကသူရဲ့ tackle တွေကဟိုပြောမစင်ပြည့်တယ်မောပေးရမှာမကြောက်ဘူး phone ပေးရမှာမကြောက်ဘူး free kick ပေးကြမှာလည်းမကြောက်ဘူးရင်းကြီးကဘောလုံးပြတ်ဖို့ပဲအဲ့တော့အဲ့နေရာမှာ Gustavo ပဲပြန်သုံးမယ် Fernandinho နဲ့ Paulinho ကတော့ Fernandinho ပဲသုံးဖို့များတယ်အားလုံးလည်းဆိုတော့ကစားအားအရဒီ Fernandinho ကပို့ပြီးတော့ကစားကောင်းလို့ကိုကန်ချက်တွေအဝေးကန်ချက်တွေပါနေတော့ကိုရတက်တယ်ပေါ့အဲ့တော့ဒီ box to box ကစားမယ်ပေါ့ဒီ Gustavo အဓိကအန်ကမန်ပုံစံထားပြီးတော့ဟုတ် အဲ့ဆိုရင်ကျွန်တော်တို့ဒီနောက်တန်းထိဆက်သွားအောင်နောက်တန်းမှာသူတို့အသင်းကောင်းဘရာဇီးအသင်းကောင်းဆောင်တီယာကိုဆေးဗာဝိပက်ခံလာရတယ်အဲ့တော့တီယာကိုဆေးဗာနေရမှာရောစကိုလာရီနေနဲ့ဘယ်သူအစားသွင်းမယ်လို့ကိုထင်လဲခင်ဗျာတီယာကိုဆေးဗာနဲ့ဒေးဗစ်လူးဝစ်အတွဲရဒီပြိုင်ပွဲမှာအကောင်းဆုံးခံတဲ့အတွဲတော့မဟုတ်ဘူးဟုတ်ကဲ့အဲ့တော့တီယာကိုဆေးဗာတူးချင်းကောင်းနေတယ်ဒေးဗစ်လူးဝစ်ကတူးချင်းကောင်းနေတယ်ဟိုတိုက်စစ်မှာဆက်ပစ်တွေမှာသူတို့နှစ်အတွဲညီတယ်အဲ့မှာခံစစ်မှာတော့နှစ်ယောက်စလုံးအမှားများတယ်တီယာကိုဆေးဗာကတော့ပွဲပေါ်ကွန်စန်ထရေးရှင်းပိုဖြစ်တယ်လူးဝစ်ကတော့ ဟိုသူ့ရဲ့ဟိုတကူတော့ကောင်းဖို့ပို့ပြီးဥစားပေးသလိုမြင်ရတယ်ဟိုဘောလုံးတစ်လုံးကိုပြီးတော့မန်ကြီးတယ်ဘောလုံးတစ်လုံးမင်းရမကအပြတ်လိုက်ဖြစ်တယ်တကယ်တော့ဒီစန်တာဘက်တယောက်ရဲ့တာဝန်ကဒီသူ့ရှေ့ကသူ့ဇုံထဲဝင်လာတဲ့ marking ကိုကင်ဖို့ကနံပါတ်1အရေးကြီးဆုံးပဲဒါပေမဲ့ Louis ကသူ့ဘောလုံးတစ်လုံးကိုလိုက်ပြီးဆိုရင်ရေဆုံးပြေဆုံးလိုက်လေရှိတယ်အဲ့တော့သူ့ရဲ့ဒီစန်တာဘက်နေရာကိုဟာသွားတာလည်းရှိတယ်အဲ့တော့ Louis ဟာသွားတဲ့နေရာကိုတယောက် server ကလိုက်လိုက်ဖြည့်နေရတယ်အဲ့တော့တယောက် server လိုက်ဖြည့်တဲ့နေရာမှာတယောက် server ကလည်းဟိုတကယ်တော့ ဒီစူပါနေရာနဲ့ဟိုဒီပြိုင်ပွဲမှာပေါ့အကောင်းဆုံးပုံစံမှာသူ့အနေထားမှာမရှိဘူးအဲ့သူ့နေရာမှာဒန်တီဝင်လာတော့ဒီဒန်တီဟာဒီတေဝဆေဝနဲ့ရှင်လာရင်တော့ဘရာဇီးမှာ low profile ပဲဒါပေမဲ့ဒီဒန်တီပြိုင်ပွဲမှာကစားတာတေဝဆေဝ PSC မှာကစားတာဘာမှကွာခြားမှုမရှိဘူးသူတို့နှစ်ယောက်ကိုဒါပုံဝင်လင်းပြန်ခြေတူးလို့တောင်းတလို့ရတယ်တေဝဆေဝနေရာမှာဒန်တီဝင်လာတာဟာပြဿနာမရှိနိုင်ဘာလို့ပြဿနာမရှိနိုင်လဲဆိုတော့ဆေဝနဲ့ low စာအကောင်းဆုံးအတွဲဖြစ်နေရင် ဒါဒီအတွဲပြတ်သွားမှာပြဿနာဖြစ်နေတယ်။ဒါပေမဲ့ငိုတဲ့ဒီစန်တာဘက်နှစ်ယောက်ကလည်းအကောင်းဆုံးအတွဲမဟုတ်ဘူး။အဲ့တော့ဒန်ဒီဝင်လာတာလည်းသိပြဿနာတော့မရှိတော့ဘူး။ဟုတ်ကဲ့မင်းနောက်တစ်ခုပေါ့ဒန်ဒီပေါ့ဒန်ဒီကဒီဘိုင်မြူးနစ်ကစားသမားဘိုင်မြူးနစ်ဂျာမန်ခြေစိုက်ဂျာမန်ကစားသမားတွေနဲ့စုံဘူးနေကြတွေ့ဘူးနေကြတားဆီးဘူးနေကြ။နောက်အခုစုံမှာလည်းဘရာဇီးကဂျာမနီနဲ့ဖြစ်နေတယ်။အဲ့ဒီခါလေးကလည်းဘရာဇီးအတွက်အလှည့်အပြောင်းလေးတစ်ခုဖြစ်လာနိုင်လား။ဒန်ဒီကဘိုင်မြူးနစ်မြောက်ခင်ထားပါတော့မိုချန်ကလပ်ဘက်မှာကစားတယ်။ဟုတ်ကဲ့ခင်ဗျာ။ဒီဘိုင်မြူးနစ်နဲ့ ရင်ဆိုင်မှုတဲ့အချိန်ချင်းပြင်းပြင်းကစားသမားတွေနဲ့ဘိုချန်ကလပ်ဘက်ကနေပြီးတော့ဟိုများသောအားဖြင့်တော့ဒီဒန်တရာခြေသွမ်းပြနိုင်လေးရှိတယ်ဟုတ်ကဲ့သူသူတောင်းဝင်သူကြည့်တဲ့ကစားသမားမျိုးပဲဒီဘယ်မျိုးနဲ့ရောက်လာတော့ဒီအသင်းပေါ်တွေဖြစ်ကုန်တယ်ဒီဒန်တရဲ့အားအားသာချက်အားနည်းချက်ကိုဘယ်မျိုးနဲ့ကစားသမားတွေလက်ရှိဂျာမနီကစားသမားအများစုပေါ့နော်သိမှာဖြစ်သလိုဒီသူအသင်းပေါ်တွေရဲ့ထိုးဖောက်ပုံနီးစနစ်တွေတကယ်တော့ဘယ်မျိုးနဲ့ဂျာမနီဆိုတာလဲဟာဘလူးပရင့်တွေပဲဟုတ်ကဲ့အဲ့တော့ဒန်တရအတွက်လဲဒါအားသာချက်အားနည်းချက်တွေရှိတယ် တော်ဘာမှဒီအပေါ်မှာတိတ်ထွေလူလူတော့ဟိုတုံးသက်မှုတုံးသက်ဆရာမရှိဘူးဒီတန်တရားပုံမှန်စောင်းဆောင်ပြနိုင်မယ်လို့ထင်တယ်ပေါ့ဟုတ်ကဲ့ခင်ဗျာဒါကတော့ကျွန်တော်နေရာလိုက်ဒီ player ဥချင်းစီ LID ရေပေါ့တုံးသက်တာပေါ့ဒါပေမဲ့တကယ်အနှစ်ချုပ်အနေနဲ့ကျွန်တော်ထပ်သိကျင်သေးတယ်ဘရာဇီးနဲ့ပတ်သက်ပြီးဘရာဇီးရဲ့ဒီပွဲမှာညီမျိုးအပိုင်းဆိုင်ရာဘလူးညီမျိုးဟာအမြောက်ပြင်ဆင်လာမလဲဘလူးကစားသွားမလဲဘလူး scolary ကတော့ဟိုနေမှာမပါတာသူတို့ကထုံးတဲ့ချက်ဖြစ်တယ်လို့ scolary အတွက် ဒီသူ tracker type set တွေကိုပြန်ပုံပုံဖော်ဖို့အတွက်ဟိုအခွင့်အရေးတစ်ခုပေါ့ဟုတ်ကဲ့အစိုးရအကောင့်လို့လည်းပြောလို့ရတယ်နေမှာရှိတာကနေမှာတစ်ခုတည်းတယောက်တည်းကိုခြုံပြီးတော့ဟုတ်ကဲ့ကိုကိုကပြောရတဲ့အချိန်မှာဒီ triangle type set တွေကိုပြန်ပုံဖော်ဖို့ရတယ်ဆိုတော့ဒီအဲ့အရာလေးကိုနည်းနည်းလေးရှင်းပြပါ triangle type set ဆိုတာ triangle type set ဆိုတာဒီ brazil ကကျွန်တော်တို့အခုဒါကျွန်တော်တို့တည်သလားကျွန်တော်လေ့လာကြည့်သလားဆိုတော့94 world cup လောက်ကနေစပြောရင် brazil က full back နှစ်ယောက်နဲ့ striker တိုက်စစ်ဘရာဇီးရဲ့ attack ကအဲ့ဒီနေရာလေးပဲကွင်းလယ်ကိုလည်းသူတို့တာမန်ပဲတိစောက်တယ်စနာဘက်တွေကိုလည်းတာမန်ပဲတိစောက်တယ်အဲ94 World Cup တုန်းကဆိုရင်သူတို့ Georgian Hoon နဲ့ Brango နဲ့ဒီစနာဘက်နှစ်ယောက်က Odin နဲ့ Santos ကဒါ low profile ဟုတ်ကဲ့ဒါကြောင့်ဒီ full back နှစ်ယောက်တာတာဟုတ်ကဲ့ဒီတကယ် attacking full back နှစ်ယောက် Georgian Hoon နဲ့ဆိုတော့ Brango ပြီးတော့ဒီ striker တိုက်စစ်မှာကကျွန်တော် Leonardo, Mbappe နဲ့ Romario တဲ့ဒါဒါ94ပေါ့ဒီ68ရောက်လာတဲ့အခါကျတော့ ရောဘတ်တိုကာလို့စ်နဲ့ကာဖူဟုတ်တယ်ဒီဆန်တာဘက်နှစ်ယောက်ကတိတ်ပြီးတော့လိုဒီအသင်းအတွက်ဒီတာမန်ကစားသုံးရည်ပဲဟုတ်တယ်အရင်အရေးမပါကြအထက်စိတ်ပိုင်းနေမဟုတ်ဘူးဒီကာလို့စ်နဲ့ကာဖူတိုက်စစ်မှာကြတော့လီယိုနာໂດရော်နယ်ဒိုနဲ့ရီဗာໂດဟုတ်တယ်ဒါကဒီ68ပြီးတော့2002ယောက်လာတယ်ကာဖူနဲ့ကာလို့စ်ပဲရှေ့ရထရိုက်ကတိုက်စစ်ကရော်နယ်ဒင်ဟိုရော်နယ်ဒိုနဲ့ရီဗာໂດဟုတ်တယ်အကောင်လုံးလူတော်ပြောနိုင်တယ်ဟုတ်ကဲ့ပြီးတော့2006ယောက်လာတယ်2006ယောက်လာတဲ့အခါကျတော့ကာကာ ရော်နယ်ဒင်ဟိုနဲ့ရော်နယ်ဒိုဒီကာလို့စ်နဲ့ကာဖူပဲဒါသူတို့ဒီလိုအဆင်းဆင်းတက်လာ2010ရောက်တဲ့အခါကျတော့မိုက်ကွန်နဲ့ပတ်စတော့ဒါလိုင်ယွန်ကပတ်စတော့အရှိမကာကာရိုဘင်ဟိုဖေဗီယန်တို့ဟုတ်ပါဘူးအခု2014 2014မှာကျတော့အဲ့အဆင်လာအလုံးပြတ်သွားတယ်ဘာကြောင့်လဲဆိုတော့ဒီ Trigger Tight City ကိုတိစောက်ဖို့အတွက်အရေးအသွေးတူတိုက်စစ်မှုတွေအရေးအသွေးတူ player တွေလိုပေမဲ့ဒီ Hawk တို့ Oscar တို့ဟိုနေနာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ကနေမာနဲ့ကွာနေမာနဲ့ဟုတ်တယ်နေမာအဆင်မျိုးမရှိဘူးနေမာအဆင်မျိုးမရှိဘူးတော့ ဒီ trigger တိုက်စစ်ပုံဖော်ဖို့တဲ့နေမတူရဲပေါ်ပဲလုံးလုံးမိကိုထားရတယ်။အခုနေမမရှိတော့ဘူးဆိုရင်ဒီ Hawk Oscar William ထားပါတော့ဒီဒီတော့ Fred ကိုတော့ကျွန်တော်ပြန်သူတော့ဟိုကွက်ပြောက်ကစားမယ်ပေါ့ဒီ Force 9ပုံစံကစားမယ်သူ့ရဲ့လုံအောင်တော့လည်းဘာမှမရှိဘူးဆိုတော့ဒီ3ယောက်ကဒီ trigger တိုက်စစ်ပြန်ပြီးတော့ပုံဖော်မယ်ဟုတ်ကဲ့ခင်ဗျအရှင်းဒီ cyber 2ယောက်ကလည်းဒီ Marcelo နဲ့ Elvis ပဲဖြစ်ဖြစ် Marcelo နဲ့ Michael ပဲဖြစ်ဖြစ်ဒါဒါ scholarly login တဲ့ပုံစံကိုပြန်ရောက်သွားတယ် ဲ့တော့နေမှာတယောက်ထွက်သွားတာဒါသူတို့ကတက်တီကယ်လीအာသာချက်ကတော့အဲ့ဒါရှိလိမ့်မယ်ဟုတ်ကဲ့ဆရာဒါကတော့အပြောင်းလဲလဲဖြစ်နိုင်တယ်အာသာချက်လည်းဖြစ်လာနိုင်တယ်ပေါ့ဒါဆိုရင်ဒါဘရာဇီးနဲ့ပတ်သက်တာလေကျွန်တော်ဂျာမနီအတင်းကြောင့်ဆက်သွားအောင်ဂျာမနီက semi final လည်းရောက်လာလိမ့်တာလည်းဆိုရင်ဒီချိန်သက်ရှိပြီဒါမှများသောအဖြစ်ပေါ့2002ကလွယ်လို့ရှိရင် semi final မှာလည်းဂျာမနီကစခန်းရက်သွားတာမျိုးကြီးများနေတယ်ဟုတ်ကဲ့အဲ့တော့ဂျာမနီတင်းရင်လက်ရှိအနေထားပေါ့အခုအားရမှုရှိလားအားနဲ့ချက်ဒီဘာလဲမြင်ထားလဲခင်ဗျာဂျာမနီက ဟို position ကိန်းကိုကစားတယ်ဟုတ်ကဲ့ဟိုတကြီးတကနဲ့မတူတာတော့သူတို့ low base position ပေါ့သူတို့ဘောလုံးဖြည်းဖြည်းမှန်မှန်ငြိမ်ငြိမ်ပဲဆွဲစားတယ်အဓိကတော့ဘောလုံးမပြတ်ဖို့ပေါ့အဲအဓိကဘောလုံးမပြတ်ဖို့မှာသူတို့ရဲ့အားသာချက်နဲ့အားနည်းချက်က Thomas Muller ပေါ်မှာသွားမှုတွေ့တယ်ဟုတ်ကဲ့တကယ် Thomas Muller တကယ် dynamic player တကယ် space ဒီမှာဝင်တိုးပြီးတော့အချိန်နဲ့ဝင်တိုးတတ်တဲ့ player အဲတော့ Muller သာလှုပ်နိုင်ရင်ဒီ Brazil ရဲ့ဒီဒီ low base position ကလည်းဒီသူတို့ရဲ့ passing တွေသူတို့ရဲ့ low pass တွေ through pass တွေကအလုပ်ဖြစ်တယ် ဒါပေမဲ့မူလမလုံနိုင်ဘူးဆိုရင်ဥမာဒီပြင်စစ်နဲ့ပွဲမျိုးပေါ့ပြင်စစ်နဲ့ပွဲမျိုးမှာဒီ close ကိုသူအထောင်တိုက်စင်ကိုတုံးလိုက်တယ်နေမောင်တောင်မှပို့လိုက်တယ်အဲ့မှာနေမ sorry မူလတောင်မှပို့လိုက်တယ်အဲ့မှာမူလရဲ့မူလစီကရနိုင်တဲ့အရာတချို့အားနေသွားတယ်အထူးသဖြင့်ဒီတိုက်စစ်မှာနေရာလို့ပေါ်တာတွေပေါ့အားနေသွားတဲ့ခါမှာဒီပြင်စစ်ရဲ့ဒီတံပြန်တိုက်စစ်တွေကိုပြင်စစ်ခံစစ်ကလည်းဂျာမနီတိုက်စစ်ကိုထိန်းသွားနိုင်တယ်ပြင်စစ်တိုက်စစ်တွေကိုလည်းဂျာမနီတော်တော်ထိန်းချုပ်လိုက်ရတယ်အဲ့တော့ဒီပွဲမှာတော့သူတို့ close ကိုတုံးလို့တော့ မဖြစ်တော့ဘူးဟုတ်ကဲ့မဖြစ်တော့ဆိုတော့ဒီမူလာကိုတော့အထောင်တိုက်စစ်မှုပြန်သုံးတာအကောင်းဆုံးပဲဒီမူလာကိုမှရှော်ရာနဲ့အိုဇေးဖြစ်ဖြစ်ဒါမှမဟုတ်လေဒီကော်စီကိုပြန်သုံးကော်စီနဲ့အိုဇေးဖြစ်ဖြစ်ရံပေးတာတော့အကောင်းဆုံးပုံစံပဲအဲ့လိုမဟုတ်ဘဲနဲ့မူလာကိုတောင်းပန်ထပ်ထုံးရင်တော့ဂျာမနီတိုက်စစ်သေးသွားနိုင်တယ်ပေါ့ဟုတ်ကဲ့ခင်ဗျအဲ့ဆိုရင်ဒီဂျာမနီအသင်းရဲ့ဇာဟန်အကဇာဟန်ကခုမတူဘောနော်ဦးနာအခုပြောပါတယ်အဲ့ဆိုကျွန်တော် traditional ရလဲဘရာဇီးနဲ့ဂျာမနီကအစင်လာပြိုင်ဘက်တွေလည်းဖြစ်ခဲ့တယ်ကဇာဟန်လည်းမတူဘူး နောက်ဆုံးသူတို့တွေ့ခဲ့တာ2000ကဘာဖလား final မှာလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီအဲ2000ကဘာဖလားဆိုတာလေဒီတမန်ရောက်တလျှောက်လေးတွေဒီဘက်နှစ်ပိုင်းလေးတွေမှာတွေ့ဆုံမှုတွေမှာဘရာဇီးနဲ့ဂျာမနီဘလူးတွေအသာရခဲ့ကြတယ်ခင်ဗျာ2000ကဘာဖလားတုံးကဘရာဇီးနီးပြားစကောလာရီဟုတ်ကဲ့အစကောလာရီကတကယ်ပြိုင်ပွဲရဲ့အကောင်းဆုံးကိုယ်သမားအိုလီဗာခန်းနဲ့ထိတိုက်တွေ့ခဲ့တယ်စကောလာရီရဲ့အသင်းကအခုဒီကဘာဖလားပြိုင်ပွဲမှာလဲဂျာမနီကိုယ်သမားဒါနွားရဟုတ်ကဲ့ဒါဒီပြိုင်ပွဲရဲ့အကောင်းဆုံးကိုယ်သမားလို့ဒါမှဖြစ်မနေအသိမှတ်ပြုရမယ် ဒီပြင်သစ်နဲ့ပွဲမှာလာသူကယ်ခဲ့တာအများကြီးပဲဟုတ်ပါတယ်ဒီနွာယာနဲ့ဟိုစကိုလာရီနဲ့ပြန်ပြီးထိတိုက်တွေ့ရတယ်မတူတာဒီစကိုလာရီက2000နဲ့အသင်းလို့သူ့အသင်းကိုတီဆောက်ထားတယ်ဒါပေမဲ့မတူတာထရိုင်ဂယ်တိုက်စစ်တွေရဲ့အဆင့်တန်းချင်းမတူဘူးရော်နယ်ဒင်ဟိုရီဗာဒိုရော်နယ်ဒိုလိုအဆင့်မျိုးဒီလက်ရှိပရာသီကမရှိဘူးဒီတိုက်စစ်ကတော်တော်ကွာနေတယ်အဲ့တော့ဘလိုပဲဖြစ်သူကတော့ဒီတိုက်စစ်ကိုတော့ရအောင်ပုံဖော်မှာပဲဒီ frag ကိုကွက်ပြောက်ထားပြီးတော့ဒီတိုက်စစ်အလုပ်ဖြစ်မှဘရာဇီးအလုပ်ဖြစ်မှဆိုတော့သူသဘောပေါက်မှာပဲအဲ့တော့ဒီဂျာမနီနဲ့ဒီထိတိုက်တွေ့ဆုံမှာတော့ ဟမ်မဲဘူတန်နဲ့ဒီကိုသမားနော်ရောမဖြစ်မနေကြော်ဖြတ်နိုင်မှုလို့တယ်တကယ်တော့ဟိုခတ်တော်လည်းခတ်တယ်မလို့နိုင်တဲ့ကိစ္စတော့လည်းမဟုတ်ပါဘူးဟုတ်ကဲ့ခင်ဗျအဲဆိုရင်အခုဘရာဇီးယားလည်းဖြတ်ကျော်ဖို့ခက်ခဲမှုရှိနိုင်တယ်ခုနပြောသလိုဂျာမနီမှာလည်းအားနည်းချက်ရှိနေအဓိကတော့ထောင်တန်းသိမှုမရှိဘူးမူလောက်ပဲနေရာမှာထားမလဲနေရာမှန်ထားနိုင်မှုလိုအပ်တဲ့နေထိုင်မှုတွေရှိနေတယ်အဲဒါနှစ်သိန်းလုံးရဲ့အခြေအနေပေါ့တကယ်တကယ်ဒီ semi final နဲ့အဆင့်ရနေဘယ်သိန်းကကျော်ဖြတ်သွားဖို့အခြေအနေတကယ်ကောင်းနိုင်လဲခင်ဗျ ဲ့ဒါကြတော့ဆော့ဆော့ကျွန်တော်ဒီ Oscar Trophy ကသုံးဖို့ပြောတယ်ဟုတ်ကဲ့အဲ့တော့ Oscar အပေါ်အများကြီးမူတည်သွားတယ် Oscar ဟာတကယ်တော့တကယ် gifted creator တယောက်ပဲဟုတ်ကဲ့ဒါပေမဲ့သူကဒီ Brazil မှာခန်းစစ်စိတ်တန်ကစားနေတယ်ခန်းစစ်စိတ်တန်ကစားဆိုတော့ဒီပြီးခဲ့တဲ့ဟိုချန်ပီယံလိမှာ Chelsea နဲ့ Juventus တွေ့တော့ဟုတ်ကဲ့ Juventus ရဲ့အသက်သွေးကြီးက PLO အဲ့ PLO ဟာ deep lying playmaker အဲ့ deep lying playmaker ကို Oscar က attacking midfielder ပြန်ပြီးတော့ marking ကတ်ကစားတယ်ဟုတ်ကဲ့အဲ့တော့ Chelsea ပေါ့နော် အခုဒီအနေထားမျိုးဒီမှာပြန်တွေ့ရတယ်ပြန်တွေ့တဲ့အခါကျတော့ဒီဂျောင်းဒီမှာလဲ deep line playmaker ကရှောင်းစတိုင်ကဟုတ်ကဲ့အဲ့တော့ရှောင်းစတိုင်ကကိုရှောင်းစတိုင်ကစီကဘောလုံးတွေကဂျာမနီရဲ့အသက်သွေးကျော်ပဲဒီသူ့ရဲ့ပတ်စင်တွေသူ့ရဲ့ဖန်တီးမှုတွေသူ့ရဲ့ဥဆောင်နိုင်မှုတွေအဲ့တော့သူ့ကိုထိန်းချုပ်နိုင်ရင်ဂျာမနီတိုက်စစ်ကလည်းအတိုင်းအတာတစ်ခုကြီးရန်သွားမယ်တိုနီကရုစ်နဲ့ခရီရာနဲ့ကဟန်ချက်မညီဘူးဟုတ်ကဲ့ပါမမညီဘူးသူတို့နှစ်ယောက်ကိုဟန်ချက်ညီအောင်ထိန်းပေးနေတာတကယ်အသင်းကိုတင်းဘယ်လန့်ကိုထိန်းပေးနေတာစတိုင်ကအဲ့စတိုင်ကကိုအော့စကာက ီအနောက်ထိဆင်းပြီးဟန်တားနိုင်မယ်ဆိုရင်ဒီဂျာမနီရတန်ပြတ်မှာပဲဟုတ်ကဲ့ပါအဲ့တော့ဂျာမနီရတန်ပြတ်မယ်ဆိုရင်ဒါအော့စကာရဲ့ဒါလုတ်ရိုင်းကိုမူတည်တော့ဘောနော်အော့စကာကတကယ်တော့ဒီပြိုင်ပွဲမှာလည်းတကယ်တက်ကလင်းအများဆုံးကစားသမားဖြစ်နေတယ်အန်ဟိုကောင်းတယ်အတက်ကမီဖီလာတယောက်ဆိုပေမဲ့အဲ့တော့ဒီခန်းဆက်စိုက်တန်ကစားသမားဟာစတိုက်ကာကိုထိန်းချုပ်ထားနိုင်မယ်ဆိုရင်ဂျာမနီရတန်ပြတ်မယ်ဂျာမနီရတန်ပြတ်ရင်ဘရာဇီးကအင်ရှင်ဖြစ်နေတယ်ဟုတ်ကဲ့အင်ရှင်ဖြစ်နေတယ်ဒီပြိုင်ပွဲမှာတကယ်တော့နေမမပေါဘူးတကယ်ကိုဆေးဘမပေါဘူးဆိုရင်အနေထားနဲ့ ဂျာမနီဟာဒီပွဲစဉ်အတွက် favorite ဖြစ်နေပြီမဲ့ကျွန်တော်ကတော့မကြိုက်ဘူးမကြိုက်ဘူးဘာဖြစ်လို့ဆိုအင်ရှင်ဖြစ်နေတယ်အင်ရှင်အသင်းတစ်သင်းရဲ့တောင်မရိကအင်ရှင်အသင်းတစ်သင်းရဲ့အချိန်အဝါတောင်မရိကအင်ရှင်အသင်းတစ်သင်းရဲ့အဆင်အလာဟိုဂျာမနီအနေနဲ့ကြော်ဖြတ်ဖို့ရှိမှာတဘောကနေမာနဲ့ silver မပါတာဟာဒီ brazil ဟာချီလီလိုအဆင်မျိုးရောက်သွားမယ်ပါရာဂွေးလိုအဆင်မျိုးရောက်သွားမယ်ဆိုတော့ကိုလံဘီယာလိုအဆင်မျိုးရောက်သွားမယ်ဆိုတော့ဂျာမနီကသူတို့အကွင်းမှာချီလီကွင်းမှာပါရာဂွေးကွင်းမှာဂျာမနီလာနိုင်မှုလွယ်မလားလို့စဉ်းစားနေမလွယ်ဘူးအဲ့ဒီ brazil ကိုလည်း brazil ကွင်းမှာ အထူးသဖြင့်ဒီ semi final ပွဲမှာနိုင်ဖို့မလွယ်ဘူးလို့ထင်တယ်အဲ့တော့မိနစ်60ဟာဘရာဇီးမရှုံးနိုင်တဲ့ပွဲပါဘရာဇီးတက်သွားနိုင်တယ်ဘရာဇီး1021ဆိုတဲ့ရလက်တွေရနိုင်တယ်အချိန်ပို penalty ဆိုရင်တော့အချိန်ပို့ဆိုရင်တော့ပြောလို့မရဘူး penalty ဆိုရင်တော့ကြာလို့စားမယ်ဟုတ်ကဲ့ခင်ဗျာအဲ့ဆိုရင်ဘရာဇီးမှာအခွင့်အလမ်းကောင်းနေရှိနေတယ်မိနစ်60အတွင်းမှာအင်ရှင်ဘရာဇီးအသင်းဘူလူဝဲတက်ပြီးတော့ဒီဘက်ကနမကြီးဒုတိယပွဲမှာတွေ့မှာအာဂျင်တီးနားနဲ့ဟုတ်လားပွဲအိုင်းနဲ့တင်းနဲ့တွေ့မယ်နိုင်တဲ့အတွင်းနဲ့တွေ့ဖို့စောင့်နေမဲ့အနေအထားမျိုးတွေကို တကယ်ဖြစ်လာမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြအောင်ဟုတ်ပါဘူးဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်သုံးသပ်မှုကလေဒီမှာပဲရလိုက်ကြမယ်ဟုတ်ကဲ့အခုလို32မြောက်ပါသလိုလာမယ့်ပွဲစဉ်တွေကိုလည်းဆက်လက်32မြောက်ပါမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ